ဟယ်လိုမင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြောပြသွားမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က page quality အနေနဲ့ဖြစ်မှ subs other page တစ်ခုဖြစ်ပါတယ်ဒီနေ့ဒီ video မှာတော့ဒီ page ကမတိနားမလဲပဲဘလို့အမားမျိုးလုပ်ခင်းမိတယ်တော့ကျွန်မအခုလိုမျိုး page quality အနေနဲ့ဖြစ်သွားခဲ့တယ် page quality အနေနဲ့အစင်းရဖြစ်အောင်ဘလို့ပြင်ပြသွားရမယ်ဘလို့ affiliate တင်သွားရမယ်ဆိုပြီးဒီနေ့ဒီ video မှာအစအဆုံးကျွန်တော်ပြပြရှင်းပြပေးမယ်ပြလို့ရှိရင်ဒီ page ကမတိနားမလဲပဲဘလို့ post content တင်ခင်းမိတယ်တော့ကျွန်မ corporate တည်သွားခဲ့တယ်အဲ့လိုမျိုး content တွေ corporate မတိအောင်ဘလို့ edit သွားရမယ်ဆိုမှ editing နဲ့ပိုင်းဆိုင်တဲ့ပတ်သက်ပြီး အနေချင်းနဲ့ကျွန်တော်ပြပြသွားမယ်အတွက်ကျွန်တော်ဗီဒီယိုအဆုံးအထိကြည့်တော့ပြဖို့ကျွန်တော်တောင်းဆိုချင်တယ်အဲ့တော့ကျွန်တော်သူရဲ့ pitch main home လာလိုက်မယ်ဆိုကျွန်တော်တစ်ချက်ကြည့်တော့မယ်ဆိုရင်ဒီ pitch owner တင်တဲ့ content နဲ့ဒီဘောလုံးနဲ့ပတ်သက်ပြီး goal score နဲ့ပတ်သက်ပြီး second shot လေးတွေတင်သွားခဲ့တဲ့အတွက်ကြောင့်မို့သူစား strike လေးထိသွားခဲ့တဲ့ပေါ့နော်တချို့ second shot ဆိုသူကိုယ်တိုင်တေချာ edit မလုပ်ဘဲနဲ့တင်သွားတယ်အခြား social media second shot တွေကို download ဆွဲပြီး second shot ရိုက်မှသူ pitch main တင်သွားခဲ့တဲ့ချိန်မှာအခုလိုမျိုး straight team မှာ pitch quality အနည်းငယ်ဖြစ်သွားခဲ့ပေါ့နော်အဲ့တော့ live group အနေနဲ့ကျွန်တော်တစ်ချက်သွားက ြည့်ဖို့ဆိုရင်ဒီဘက်တစ်ချက်နေမယ် Helen Sport တစ်ချက်ပြန်တန်းနေမယ်နော်ပြီးရင်ကျွန်တော်ဒီမှာ Sport in Boss တစ်ချက်နေမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဥစားလေး you are alert တစ်ချက်ထောက်မယ်ပြီးလို့ရှိရင်ဒီမှာတစ်ခုကြည့်မှာဆိုရင်နောက်ခု straight ထိတဲ့ပြင်မျိုးဒီတစ်ခုကျွန်တော်တစ်ချက်နေပြီးမှကျွန်တော်ဖြတ်ပြပေးမှာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဒီဥစားတစ်ချက်မိုးတစ်ချက်နေပြီးတောင်းမယ်ဆိုဒီမှာဒီ page owner ဒါကြတော့သူ page မှာတင်ပြီးတော့တဲ့ content တွေကိုလည်းပြန် download ဆွဲပြီးပြန် page မှာတင်တော့မယ်ဆိုရင်လည်း corporate ဖြစ်တဲ့ အခြား social media နဲ့ download ဆိုပြီးမှ page မှာတင်တော့မယ်ဆိုရင်လည်း copyright ဖြစ်ပါတယ်။အကယ်လို့တင်ချင်တဲ့ဆိုရင်ကိုကိုတိုင် edit လုပ်ပြီးကိုကိုတိုင် fan တီးပြီးမှတင်သွားရမယ်။ကိုကတစ်ချိန်တင်ပြီးသွားတဲ့ content ကို not တစ်ချိန်ပြန်တင်လို့မရဘူး။ not တစ်ချိန်တင်လို့ရှိရင်လည်း copyright ဖြစ်တဲ့ same to same content ဖြစ်တဲ့ကြောင့် copyright ထိတဲ့ကြောင့်အကယ်လို့အကြောင်းရင်းအမျိုးမျိုးကြောင့် not တစ်ချိန်ပြန်တင်ချင်တဲ့ဆိုရင်ပြန် edit လုပ်မှတင်သွားလို့ရပါတယ်။အဲ့ဒီ editing လုပ်ပုံလုံးနဲ့ပတ်သက်ပြီးကျွန်တော်ခဏအကျဉ်းကျွန်တော်ပြောပြမယ်။ဒီဥစ္စာပြန်ဖြတ်ဖို့ဆိုရင် option bar တစ်ခုမှလည်းမလာတဲ့အတွက်ကြောင့်ကျွန်တော်ဒီဥစ္စာ လေးတစ်ချက်ထောက်ထားလိုက်မယ်ရက်ဆွဲလေးကိုပေါ့နော်ဒီပေါ်စံလေးပေါ်လာခဲ့ပြီဆိုရင်တော့ကျွန်တော်ဒီဥစားပြန် edit လုပ်ပြပေးမယ်အတွက်ကျွန်တော်တစ်ချက်ကျွန်တော်ပြန် save လုပ်လိုက်ပါမယ်အိမ်ဆုံးပေါ့နော် save လုပ်လို့ပြီးတော့ခဲ့ပြီဆိုရင်ဒီဥစားဖြတ်ဖို့ဆိုဒီ asset concept တစ်ချက်နေမှာကျွန်တော်ဒီဖက်မှာကျွန်တော်ဖြတ်ပြီးမှသွားရပါမယ် အခုလို့ကျွန်တော်ဖြတ်လို့ပြီးသွားခဲ့ပြီဆိုရင်တော့ကျွန်တော်တစ်ချက်ပြန်လာ backup ပြန်ဆော့လိုက်ပါမယ် backup ဆော့မဒီယိုစာတစ်ချက်ပြန်လာ refresh လုပ်ပြီးမှသွားလိုက်ပါမယ်ခင်ဗျာနော် refresh လုပ်လိုက်ပြီးဆိုဒီဥစားကျွန်တော်ဖြတ်လို့ပြီးသွားခဲ့ပြီအတွက်ကြောင့်မို့ဒီတစ်ခုကျန်တယ်ဒီတစ်ခုကျတော့ဖြတ်လို့မရတဲ့အတွက်ကြောင့်ကျွန်တော်ဖြတ်ပြီးသွားမယ်ဆိုရင်မရအတတ်တော်မှုကျွန်တော်ဒီဇိုင်းမဲ့ထားလိုက်ပါမယ်ဒါကျတော့ facebook team မှာ automatic remove လုပ်ပြီးသွားတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီဇိုင်းထားလိုက်မယ်ဒီဇိုင်းထားလိုက်ပြီးဆိုရင်အင်ဆုံးကျွန်တော်ဒီ page quality ကိုတစ်ချက်လာကြည့်မယ်ပြီးလို့ရှိရင်ဒီမှာတစ်ချက်ကြည့်မယ် page ရဲ့ recommendation အပိုင်းမှာလည်း suspended ဖြစ်နေအခုလိုမျိုးချက်ချက်ပြနေလဲဆိုရင်တော့ဒီ page မှာဆက်လက်ပြီးအလုပ်လုပ်မယ်ဆက်လက်ပြီး post content တင်ပြီးသွားမယ်ဆိုရင်လူအများစီအောင်မြောက်ပင်နေဒီ page မှာရှိတဲ့ follower အနည်းပါးစီပဲရောက်တဲ့တတမို့ reach english မှာကြစတဲ့ live stream လွှင့်ပြီးသွားမလား video content တင်ပြီးသွားမလား view တွေပိုင်းအရန်ကြတာပေါ့နော်အဲ့အတွက်ကျွန်တော်တို့ဒီ host ာ face လို့ဖို့ဆိုလို့ရှိရင်တော့အရင်ဆုံးကျွန်တော် page quality ကိုတစ်ချက်လာပြီးမှကျွန်တော်ဒီနေရာမှာတစ်ချက်စစ်ဆေးရပါမယ်ဒီ page မှာ ဘယ် admin နဲ့ post တင်တဲ့ခါမှာ straight ထိတော့ခဲ့လေအခု deep page မှာဆို d admin နဲ့ post တင်တဲ့ခါမှာ straight ထိတော့ခဲ့တဲ့အတွက်ကြောင့် d admin ကို deep page ကနေထုတ်ပြီးမှအခြား admin အသစ်ခန့်ပြီးမှ fish မှာ post content နေပြီးသွားရမယ် post content တင်တဲ့ခါမှာလည်းကျွန်တော်အခုနပြောတဲ့အတိုင်းတိကျလေး edit ပါညာလုပ်ပြီးတင်တော့မှာနော် edit လုပ်ဖို့လုံးနဲ့ကျွန်တော်ခဏကြာကျွန်တော်ပြပေးမယ်ဖြစ်နေမယ်ဆိုရင်တော့ original post original content လေးတင်ပြီးသွားမယ် publishing deal စာ request debut တင်ပြီးသွားမယ်ဆိုရင်တစ်ပတ်အတွင်းမှာဒီဥစ္စာပြန်ပြီး enable ဖြစ်ပြီးလာမယ်အတွက်ကြောင့် page mark တင်လိုက် တဲ့ post content တွေက page မှာရှိတဲ့ follower အားလုံးရှိတဲ့ notification ရောက်စေတယ်ဒီ page နဲ့ follow မဖြစ်တဲ့အခြားလူတွေလည်းဒီ page မှာတင်တဲ့ content နဲ့ related ရှိတဲ့လူတွေကို Facebook က automatic suggest အနေနဲ့ပို့ပေးတဲ့အတွက်ကြောင့်မို့ follower အစ်စ်တွေတိုးပြီးလာမယ် reach engagement အစ်စ်တွေတိုးပြီးလာမယ်အတွက်ကြောင့်မို့အင်းဆုံးကျွန်တော်ဒီဥစ္စာ request တွေ view မတက်ခင်ဘလို့တက်ပုံတွေကို editing လုပ်ပြီးတွားရမလဲ copy တက်ပုံတွေကို copy လုပ်ခင်ဘလို့ edit တွားရမလဲဆိုကျွန်တော်ပြပေးမယ် အဲ့တော့ကျွန်တော်ဒီဖက်မှာ tap edit တစ်ချက်ဖွင့်မှာကျွန်တော်ဒီမှာ canva ကျွန်တော်တစ်ချက် search လုပ်ပြီးတော်လိုက်ကျွန်တော်ဒီမှာ canva ပေါ့နော်ဒါကျတော့အကယ်လို့ဖုန်းနဲ့သွားတယ်ဆိုရင်ဖုန်းမှာဆိုရင် play store app store မှာ auto download ဆွဲလို့ရပါတယ် download ဆွဲပြီးအလုပ်လုပ်သွားရမှာပေါ့နော် download ဆွဲလို့ပြီးတော့ခဲ့ပြီဆိုကျွန်တော်ဒီမှာဆို gmail တစ်ခုနဲ့ sign in ဝင်ရပါမယ်ကျွန်တော်တို့ sign in ဝင်ပြီးသားအတွက်ကြောင့်မို့ကျွန်တော်ဒီမှာတစ်ချက် the create ကိုကျွန်တော်တစ်ချက်ထောက်လိုက်မယ် ပြီးလို့ရှိရင်ကျွန်တော်ဒီ debon edit လို့ website ကြတော့ကျွန်တော် face of page address ဆိုရင်တော့တစ်တုံရဲ့ site အများတစ်တုံရဲ့ site က perfect site ဖြစ်ပါတယ်ကိုလိုချင်တဲ့ပုံစံမျိုးကျွန်တော်ဒီ quick link မှာရေးထည့်ပေးလိုက်ရတယ်ကျွန်တော်တော့တစ်တုံရဲ့ site ်တစ်တုံညာရှိစကျွန်တော်လေးတောင်းပုံစံလေး face of page မှာအစဉ်ပြေအောင်ဆိုပြီးကျွန်တော်ဒီပုံစံလေးရွေးပြီးမှ create design ကျွန်တော်တစ်ချက်နေပြီးသားမယ်ဆိုရင် pop up edit တစ်ခုပေါ်လာမယ်အဲ့ဒီ pop up edit မှာကျွန်တော်တို့အခုနောက်တော့ download ဆွဲလိုက်တဲ့တပ်ပုံပြန်ထည့်မယ်ခင်ဗျာနော် video တေချာလေးကြည့်ပေးပါခင်ဗျာနော် video မှာ quality ရှိပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ upload တစ်ချက်နေမှာကျွန်တော်ဒီ upload file တစ်ချက်နေမယ် ပြီးကျွန်တော်တို့အခုနောက်တော့ download ဆွဲတဲ့တက်ပုံကျွန်တော်တစ်ချက်ထည့်လိုက်ပါမယ်။ထည့်လိုက်ပြီးဆိုကျွန်တော်ဒီတက်ပုံပေါ်လာခဲ့ပြီးဆိုဒီတက်ပုံကိုကျွန်တော်ဒီမှာတစ်ချက်ထည့်ပြီးမှသွားလိုက်ပါမယ်ခင်ဗျာနော်။ဒီတက်ပုံကျွန်တော်ဒီမှာထည့်လိုက်ပြီးဆိုလို့ရှိရင်တော့ဒီတက်ပုံကတေးပြီးမှဒီ file ကကြီးနေဆိုရင်တော့ဒီတက်ပုံ site address fandy သွားလို့ရတယ်။ဒီတက်ပုံ site ဘလောက်ရှိလဲဆိုကျွန်တော်ဘလို့သွားကြည့်မလဲဆိုကျွန်တော်ဒီမှာပေါ့နော်တစ်ချက်ပြန်သွားမယ်။ဒီတက်ပုံဖြစ်တဲ့ကျွန်တော်ဒီတက်ပုံရဲ့ banner လေးထောက်လိုက်မယ်ဒီမှာ tinnishes 1960ပြပါမယ်။ tinnishes 1960ကျွန်တော်အစ်စ်ပြန်ဆွဲလိုက်မယ်။ အဲ့အတွက်ကျွန်တော် perfect design ကျွန်တော်ပြပြထားဖြစ်ပါတယ်ခင်ဗျာနော်အခုကျွန်တော် download ဆိုလဲတက်ပွန် site အတိုင်းဆိုဒီပုံစံလေးဖြစ်မယ်ဆိုတဲ့အတွက်ကြောင့်ဒီပွန်ကျွန်တော်အခုက download ဆိုလဲတက်ပွန်ကျွန်တော်တစ်ချက်ထည့်လိုက်ပါမယ်အဲ့အတွက် upload တစ်ချက်ပြန်နေမယ်ဒီမှာအခုကတင်ထားပြီးလက်ရှိတဲ့ video ဆိုတစ်ချက်ပြန်နေမှာ video ဆိုဒီလိုဆွဲဆန့်လိုက်ပြီးဒီမှာတက်ပွန် site က quality ဖြစ်သွားပါတယ်နော်အကယ်လို့ကျွန်တော်ဒီပုံစံမလို့ချင်ဘဲနဲ့ကျွန်တော်ဒီပုံစံသွားမယ်ဆိုလို့ရတယ်ဒီပုံစံသွားပြီဆိုရင်ကျွန်တော်အိမ်ဆုံးဒီဥစ္စာထင်းထင်းရှားရှားဖြစ်အောင်ကျွန်တော်အယောင်လေးတစ်ခုကျွန်တော်ပြောင်းလိုက်ပါမယ် โอเคဒီပုံစံတင်နေရှာရှာဖြစ်ပြီဆိုရင်ကျွန်တော်ဒီအပေါ်မှာကျွန်တော်ရေးချင်တဲ့စာသားရေးထည့်တော်လို့ရတယ်အောက်မှာလည်းရေးချင်တဲ့စာသားရေးကျွန်တော် download ဆိုပြီး push လုပ်တင်လို့ရတယ်အဲ့အတွက်ကျွန်တော် depth ပုံဆိုနည်းနည်းလေး edit လုပ်ပြီးတောင်းပါတော့ပို့ပြီးပါကြည့်လို့ကောင်းကျွန်တော်ခါတိုင်းပြောတယ်ကျွန်တော် download ဆွဲလိုက်တဲ့ depth ပုံထက်ဆိုင်ကျွန်တော်ပြန် edit လုပ်တဲ့ depth ပုံကပို့ပြီးမှကြည့်လို့ကောင်းမယ်ဆိုပြီးကျွန်တော်ပြောတဲ့ပုံလေးအဲ့အတွက်ကျွန်တော် deo စာနည်းနည်း lighting filter ထည့်လိုက်မယ် အယောင်လေးကပို့ပြီးဆူဆူလေးဆိုကြည့်လို့ကောင်းသွားခဲ့တယ်ဆိုရင်တော့ပြန်မှသူ့ရဲ့ page home တစ်ချက်လာပြီးမှသူ့ရဲ့ page နာမည်တစ်ချက် copy ကူပြီးထည့်လိုက်ပါမယ်ခင်ဗျာနော် copy ကူမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအပေါ်လား page လုပ်ပြီးမှထည့်လိုက်ပါမယ်ခင်ဗျာနော်တကယ်လို့ကျွန်တော်စာသားဒီလိုမျိုး page လုပ်ပြီးမှမသွားပြန်နဲ့ကျွန်တော်တို့ကိုကိုနဲ့ရေးပြီးထည့်သွားခြင်းနဲ့ဆိုဒီဘက်မှာ test ဆိုရှိရဒီရုပ်စာတစ်ချက်နေမယ် ပြီးရင်ဒီ user တစ်ချက်ထောက်ပြီးမှကျွန်တော်ဒီ app မှာအခုန copy ကုလာစ page လို့တော်လိုက်ရတယ်ဒါမှမဟုတ်ကိုကိုတိုင်းဒီစာရေးပြီးထည့်တော်လိုက်ရတာပေါ့အဲ့အတွက်ကျွန်တော်ဒီ user app ဆုံးမှာထားလိုက်ပါမယ်အကယ်လို့ကျွန်တော်ဒီကိုတင်တဲ့ depth ပုံနဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးရေးပြီးထည့်တာပို့ပြီးအဆင်ပြေတယ်ဒါကြောင့်ကျွန်တော် highlight အနေနဲ့ပဲကျွန်တော်ထည့်ထားပြီးလည်းပြပါတယ်အကယ်လို့ကျွန်တော်စာသားကိုအအောင်ပြောင်းလို့ကျွန်တော်ဒီမှာအဖြူအောင်ပြောင်းလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီစာသားကို tint shift ဖြစ်အောင်ဆိုမှအဲ့ဒီစာသားအောက်မှာ background အခုခုကျွန်တော်ထည့်လိုက်ပါမယ်ခင်ဗျာနော် ဒီလိုလုပ်မယ်ဒီလိုလေးထည့်မယ်ကိုလိုချင်တဲ့ပုံစံမျိုး adjust လုပ်ပြီးမှထည့်တော့လို့ရပါတယ်ခင်ဗျာနော်ပြီးလို့ရှိရင်ကျွန်တော်ဒီဒီ quotlet လေးကိုကျွန်တော်နည်းနည်းလေး ဒီဘယ်လိုမလဲ knock and background အခုထည့်လိုက်မယ်အမဲရောင်လေးပေါ့တကယ်လို့ဒီဥစ္စာအယောင်ပြောင်းချင်နေဆိုရင်လည်းအယောင်ပြောင်းသွားလို့ရပါတယ်ကျွန်တော်ဒါချက် example in နဲ့ပြတယ်ဒီပုံစံလုပ်ပြီးမှဒီ ghost code နဲ့ပတ်သက်ပြီးဒါမှမဟုတ်ဒီ debt ပုံရဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးအောက်မှာစာသားတွေရေးပြီး download ဆိုပြီးထည့်တော့လိုက်ရတယ်ခုနီးလကောင်းပါပဲကျွန်တော်ဒီဥစ္စာမှာဆိုလည်းဒီအပေါ်မှာကျွန်တော်ကြိုက်တဲ့စာသားရေးထည့်ပြီးမှဒီဥစ္စာလေးကျွန်တော်တို့နည်းနည်းလေးအနားလေးနည်းနည်းလုံးပြီးမှ ပြီးလို့ရှိရင်ကျွန်တော်ဒီ user မှာဒီ background တစ်ခုခု corner လေးပေါ့နော်အခုလို့ဒီ base down လေးအမဲအောင် corner လေးထည့်ပြီးမှဒီ depth ပုံပြန်မအောင်လေးနည်းနည်း adjust လုပ်မယ်ခင်ဗျာနော်အဲဒီဖက်နည်းနည်းသွားပြီးမှ c mode တစ်ချက်ပြန်နေမယ်ပြီးရင်ကျွန်တော်ဒီ user လေးထည့်လိုက်မယ် အကြောင်းလေး adjust လုပ်ပြီးဆိုရင်ကျွန်တော်ဒီပုံစံအတိုင်း download ဆိုပြီးထည့်တော်လိုက်ရတယ်။တကယ်လို့ကိုကအုံနောက်မီတယ်ကိုကညံမီတယ်ဒီထက်မှကလှုပ်ဆောင်သွားချင်တယ်ဆိုကျွန်တော်ဒီမှာ background remover ပါညာအလုံးရှိရဲ့ background remover လုပ်ပြီးကိုထည့်ချင်တဲ့ background ကိုပြန်ယူထည့်ပြီးမှ download ဆိုပြီးမှကျွန်တော် page မှာတင်သွားမယ်ဆိုရင်တော့100% copy looking ပါတယ်။ဒီအတွက်ကျွန်တော်အရှိမန်ဗီဒီယိုတီးတန်းကျွန်တော်တင်ပြတဲ့ OS ရှိရဲ့တစ်ချက်တော့ကြည့်နေတယ်။နောက်တစ်ခုကျတော့ကျွန်တော်တို့ကိုပိုင်ဗီဒီယိုလှုပ်ဆောင်မလို့ပဲနဲ့သူများဗီဒီယို download ဆိုပြီးဗီဒီယိုတွေကို copyright ဗီဒီယို copyright looking edit လုပ်ပြီး page မှာတင်မှုတင်နေပတ်သက်ပြီး moderation ကနေ ဝင်ငွေရှာဖွေရှာနေပတ်သက်ပြီးအရှိမကျွန်တော်ဗီဒီယိုတင်ထားပြီးတဲ့ asset တစ်ချက် project နိုင်ပါတယ်အဲ့တော့ကျွန်တော်ပြန်လာမယ်အခုဒီကျွန်တော် page quality အနေအဖြစ်တဲ့ဥစ္စာကို request debut ဘယ်လိုတင်ပြီးသွားမလဲဆိုအားလုံးအသေးစိတ်လုပ်ပြီးကျွန်တော်ပြောပြမယ်အင်းဆိုကျွန်တော် request debut တင်တော့မယ်ဆိုရင်တော့ကျွန်တော် page ကိုတစ်ချက်စစ်ကြည့်ပါကျွန်တော် page က bad တက်ပုံက second shot ရိုက်ပြီးတင်ထားတယ်လေ bad တက်ပုံကကျွန်တော် copy ကူးပြီးတင်ထားတယ် bad စာသားကျွန်တော် copy ကူးပြီးတင်ထားတယ်အဲ့ဒီ copy ကူးပြီးတင်ထားစာသား duplicate content နဲ့ပတ်သက်ပြီးအားလုံးဖြတ်ပြီးသွားမယ် page မှာ copy post copy content တင်ထားတယ် copy လည်းမလား ာသေးဘူးဆိုမှနောက်တစ်ကြိမ် Facebook update မှာ corporate လာဖို့နိုင်တဲ့အတွက်ကြောင့်အဲ့ဒီ content လေးကျွန်တော်ဖြတ်သွားခဲ့ပြီးပြီဆိုရင်ကျွန်တော်တို့ရဲ့ page မှာအခုနကကျွန်တော်ပြတဲ့အတိုင်းတခြားလေး edit လုပ်ပြီးမှကျွန်တော် page မှာ post content တင်တာ double lock ပြည့်သွားခဲ့ပြီးဆိုမှအဲ့ဒါမှာ request save တင်ပြီးသွားရမယ်ဒီ page ကကျွန်တော်ကို service address ဒီနေ့နဲ့ဆို10ရက်လောက်ရှိသွားခဲ့တဲ့အတွက်ကြောင့် request save တင်ပြီးသွားပါမယ်အဲ့အတွက်ကျွန်တော်တို့ request save တင်ဖို့ဆိုရင်ကျွန်တော် default ချက်နေမယ် ပြီးရင်ကျွန်တော် handler support တစ်ချက်ပြန်ထောက်သွားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်မှာဆိုရင်တော့ဒီ your report ဆိုရှိရဒီဥစ္စာကျွန်တော်တစ်ချက်ထောက်သွားလိုက်မယ်ပြီးလို့ရှိရင် upper zone ဥစ္စာတစ်ချက်ထောက်အပြာရောင်လေးကျွန်တော်တစ်ချက်ထောက်သွားမယ်ဒီဥစ္စာ message ကျွန်တော်တို့က page ကဖြစ်တဲ့အတွက်ကျွန်တော်တို့ page ကိုကျွန်တော်တစ်ချက်ရွေးပြီးသွားမယ်အောက်မှာကျတော့ကျွန်တော် request debut တင်မှစတာထည့်သွားရမယ်အဲ့အတွက်ကျွန်တော်ဒီဖက်မှာဆိုရင် request debut တင်မှစတာအားလုံး extend လုပ်ပြီးထားတာအဲ့အတွက်ကျွန်တော် select လုပ်ပြီးကျွန်တော်ပြပေးမယ် ဒီအောက်ဆုံးမှာဆိုရင်ဒီ page ရဲ့ link ထည့်ထားတယ်ဒီ page ရဲ့နာမည်ထည့်ထားတယ်ဒီမှာလည်းဒီ page ရဲ့နာမည်ထည့်ထားတယ်ဒီ page မှာဖြစ်ပျက်တဲ့ error နဲ့ပတ်သက်ပြီးအကြောင်းအဆိုကျွန်တော်ဒီမှာရေးပြီးထားတာအတွက်ကြောင့်မို့ဒီစာသားလေးကိုအလွယ်တူ copy ကူးမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ page လုပ်ပြီးထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီ page quality အနေနဲ့ဖြစ်တဲ့ second shot ထည့်ရမယ်အတွက်ကြောင့်မို့ second shot လည်းအစင်သစ်လုပ်ပြီးထားတာအတွက်ကြောင့်မို့ဒီကိုစတစ်ချက်နေမယ် ပြီးကျွန်တော်ဒီ second shot လေးကို select လုပ်ပြီးမှကျွန်တော်ဒီမှာကျွန်တော်တစ်ချက်ထည့်ပြီးမှအောက်ကနေ submit နေပြီးမှပို့လိုက်ပါမယ်။ဒါကြတော့ပထမ step အနေနဲ့ကျွန်တော် request submit တင်တာဖြစ်ပါတယ်။ဒုတိယ step အနေနဲ့တော့ကျွန်တော် page မှာ copyright နဲ့ချိန်ထိထားတဲ့အတွက်ကြောင့်အဲ့ဒီ copyright ကျွန်တော် affiliate တင်ဖို့ဆိုရင်ကျွန်တော်ဒီဥစ္စာတစ်ချက်နေမယ်။ ဒီမှာဆိုရင် corporate affiliate from the polar happy zone တိကိုဆက်တစ်ချက်နေမှာကျွန်တော်နေမှာဆိုရင်ကျွန်တော်ရဲ့ page name ထည့်သွားရမယ်အတွက်ကြောင့်မို့ page name copy ကူပြီးထည့်မယ် page name copy ကူပြီးထည့်လို့ရလို့ကျွန်တော် page ရဲ့ user name ထည့်လို့ရပါတယ်ခင်ဗျာနော်ပြီးရင်ကျွန်တော်လက်ရှိသုံးတဲ့ email တစ်ခုထည့်မယ်ပြီးရင်ဒီဥစ္စာတစ်ချက်ထောက်ပြီးမှကျွန်တော်နေမှာဆိုရင်ကျွန်တော်တို့ page ရဲ့ user link ကိုတစ်ချက် copy ကူမယ် user link လည်းရတယ် url လည်းရပါတယ်ခင်ဗျာနော်ပြီးလို့ရှိရင်ဒီအောက်မှာဆိုလို့ရှိရင်တော့ affiliate name စာသားပါနော်အခုနဒီစာသားလေးပဲဖြစ်တဲ့အတွက်ကြောင့်မို့ ဒီအခုတော့နောက်တစ်ခုစာသားပြန် copy ကူပြီးထည့်သွားမယ်ဒီမှာဆိုလဲသူရဲ့ page link ပါညာအားလုံးဖြစ်ပျက်တဲ့ error နဲ့ပတ်သက်ပြီးအသေးစိတ်ရေးပြီးထားထားတဲ့အတွေ့အကြုံကိုကျွန်တော်ဒီမှာတစ်ချက်ကျွန်တော်ရေးသွားပြမယ်အသေးစိတ်ကျွန်တော်ကိုယ်တိုင်ရေးပြီးထည့်မယ်ဗီဒီယိုမှာဆိုရင်ဗီဒီယိုအရင်ရှည်သွားခဲ့မယ်အတွေ့အကြုံကိုရေးပြီးကျွန်တော် extend လုပ်ပြီးထားပြီးမှအားလုံးကျွန်တော်ရှင်းပြပေးတာဖြစ်ပါတယ်ခင်ဗျာနော်ပြီးတော့ခဲ့ပြီဆိုရင်ထုံနည်း၎င်းပဲ page quality အနေနဲ့ဖြစ်တဲ့ second shot ပြန်ယူထည့်ရပါမယ်အလုံးထည့်လို့ပြီးတော့ခဲ့ပြီဆိုရင် organ send ဆိုတာနေပြီးပို့လိုက်မယ် ပြီးတော့ရှင်ကျွန်တော်ဒီမှာအခုနောက်ထည့်လိုက်တဲ့ Gmail လို့မှာသူက confine confine လောက်ခိုင်းတာပေါ့နိဒီကုတ်နံပါတ်6လုံးချပေးထားတဲ့အတွက်ကြောင့်မို့ကျွန်တော် Gmail တစ်ခုကျွန်တော်ခွင့်သွားလိုက်မယ်ကျွန်တော်ဒီအပေါ်ဆုံးမှာဆိုရင် please verify your email address ပါတဲ့အတွက်ကြောင့်အဲဥစားတစ်ချက်နေမှာကျွန်တော်ဒီမှာဒီနံပါတ်တစ်ခါသုံးကုတ်လေးကိုကျွန်တော် copy ကူးပြီးမှထည့်လိုက်ပါမယ်ခင်ဗျာ pin အောက်က confine ကိုကျွန်တော်တစ်ချက်နေပြီးသွားမယ် pin ကျွန်တော်ဒီနံ i not for for to verify လုပ်ပြီးသွားရမှာပေါ့နော်ဒီ user request attribute တင်ဖို့ဆိုရင်ကျွန်တော် phone နဲ့ request attribute တင်မယ်ဆိုလို့ရရနော် phone မှာဆို chrome browser မှာ desktop site phone မှာ facebook account အရင် login ဝင်ပါပြီးလို့ရှိရင်ကို page ကိုတစ်ချက်သွားပြီးကိုဖြစ်ပြတဲ့ error ကိုဒီ video file အတန်းကြည့်မှာဖြည့်ရှင်းသွားလို့ရပါရနော်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာဆို bicycle ဆိုကျွန်တော်ဒီမှာ bicycle ကိုယူပြီးသွားမယ် त्योमा आइएम नट हट भेरिफाई त्यो दखेबिर्से आउँका सब्मिट नै बिमा तललाई पाएँ ဒီနေ့မှာချက်ချင်းကျွန်တော်ထပ်သွားလို့မြတ်အချင်း process အနေနဲ့ကြားတဲ့ Facebook team ထဲကို request ပို့နေတဲ့အတွက်ကြောင့် Facebook team ထဲကိုရောက်တော့ခဲ့ပြီဆိုမှဒီဟုတ်စား successfully ပြမယ်ကျွန်တော် case မှာ from semis successfully ဆိုလုံးဝအောင်မြင်သွားခဲ့တဲ့အတွက်ကြောင့်ဒီဟုတ်စား okay နေပြီးသွားလိုက်ပါမယ်ကျွန်တော် deposit အတိုင်းဖြစ်တော့ခဲ့ပြီဆိုရင်နောက်တဲ့တင်နေရကျွန်တော် request view တင်ပြီးသွားရပါမယ်အဲ့အတွက်ဒီဟုတ်စား close တစ်ချက်နေမှာအောက်ဆုံးဆင်းတော့မယ်ဒါလည်း form မှာလည်းထုံးနည်းလကောက်အတူတူပဲเนาะကျွန်တော်ဒီ group ထဲမှာ link ချပေးမယ်ပြီးရင်ကျွန်တော်ဒီအောက်ဆုံးမှာ Facebook page at Philip on share deals at the channel ပြီးတော့မယ် deals are money ခင်ကျွန်တော်ဒီမှာချက်ပြမယ်ကျွန်တော် page ကိုလည်းဒီအနီးဖြည့်ရအကြောင်းရင် and profit ဖြည့်ရအကြောင်းရင်သူအသေးစိတ်ဒီ decrease လုပ်ပြီးမှထားတာပြီးရဒီဥစားကျွန်တော်အားလုံးဖတ်တော့ရတယ်အကယ်လို့အင်္ဂလိပ်လိုဖတ်ဖို့မတက်လို့ဆိုကျွန်တော်ဗမာလို translate လုပ်ပြီးမှကျွန်တော်ဖတ်တော့လို့ရပါတယ်ခင်ဗျာနော်ဒီဥစားကျွန်တော်ရှင်းပြနေမှာဗီဒီယိုအရင်ရှိတယ်အရှိမှကျွန်တော်ရှင်းပြပေးထားတယ်ပြီးကျွန်တော်ဒီဥစားလေးတစ်ချက်နှိပ်တော့မယ် အပေါ်ဆုံးမှာတော့ထုံးဒီ၎င်းကျွန်တော်တို့ရဲ့ email လို့ကျွန်တော်တစ်ချက် copy ကူပြီးထည့်ရပါမယ်အတွက်ကျွန်တော် email copy ကူပြီးထည့်မယ်လက်ရှိကိုသုံးနေတဲ့ email လို့ထည့်ပါခင်ဗျာနော်အပေါ်ဆုံးမှာထည့်လိုက်မယ်ပြီးရင်တော့ကျွန်တော်ဒီအောက်မှာဆိုရင်အခုနောက်တိုင်း page ကဖြစ်တဲ့ဆိုရင် page ကိုရွေးမယ်ပြီးရင်ကျွန်တော်ဒီနေရာမှာဆိုရင်ပထမတင်တဲ့စာကိုပြန်ထည့်သွားရပါမယ်ခင်ဗျာနော်စာလေး copy ကူမယ် ပြီးရင်ကျွန်တော်ဒီမှာတစ်ချက် page လုပ်ပြီးထည့်လိုက်ပါမယ်ထည့်လုပ်ပြီးသားခဲ့ပြီးဆိုရင်ဒီဖက်ကနေ send နေပြီးမှသွားလိုက်ပါမယ်ဒီ case မှာလည်း from submit successfully ဆိုကျွန်တော် request tribute တင်တဲ့လုံအောင်အမြင်သွားခဲ့တဲ့အတွက်ကြောင့်မို့ okay တစ်ချက်နေပြီးသွားမယ်အခုလို့အတိုင်းကျွန်တော်တို့ request tribute တင်ပြီးသွားခဲ့ပြီးဆိုရင်တော့ကျွန်တော် page မှာ select ပြီး post content တင်သွားမယ်အခုနောက်ကျွန်တော်ပြောတဲ့အတိုင်းတော့ကျွန်တော် d admin ကိုထုတ်ပြီးမှဒီ page အခြား admin ခံပြီးတန့်ရှင်းတဲ့ရတဲ့ admin ထည့်ပြီးမှတန့်ရှင်းတဲ့ရတဲ့ admin ဆိုအဲ့ဒီ admin မှာ register ဖြစ်လို့မရအောင် admin account စိမ်းနေတဲ့ admin account နဲ့ဒီ page မှာ post content တင်မဲ့ original post original content တင်ဖို့မနိုင်ဆိုရင်တော့ကျွန်တော်တို့အခုနကျွန်တော်ပြတဲ့ trend တေချာလေး edit လုပ်ပြီးမှ page မှာ post content လေးတွေတင်သွားရမယ် post content တင်တော့ခဲ့ပြီးအနေချင်းနဲ့တင်တော့ခဲ့ပြီးဆိုရင်ပြောရ Facebook team ကဒီအချင်းတင်လာတဲ့အမြတ်သူ update ဖြစ်ပြီးမှ तू ကဒီ page မှာတင်ထားတဲ့ process content စစ်ဆေးမယ်ကျွန်တော် request debut တင်ထားဆို तू ကတေချာလေးစစ်ဆေးပြီးမှကျွန်တော်တို့ရဲ့ page ကိုပြန်ပြီးမှစိမ်းအောင်လုပ်ပေးတယ်အကယ်လို့ဆက်လက်ပြီးကျွန်တော်တို့အမားလုပ်ထားတဲ့ဆက်လက်ပြီးကျွန်တော် copy post copy content တင်ထားလိုက်ဆိုရင် request ြတင်တဲ့အလကားတက်တက်ဖြစ်မဲ့ပြန်မှမစိမ့်လာပါဘူးအဲ့အတွက်ဒီ page owner လဲကျွန်တော်တေချာလေးပြောပြရှင်းပြရတယ်ကျွန်တော်ပြောတဲ့အတန်း step by step line နဲ့ပြီးတောင်းပြပြတယ်ဒီ page ကပြန်စိမ့်လာခဲ့ပြီဆိုရင်ကျွန်တော်ရဲ့ page ကျွန်တော် channel မှာ live group အနေနဲ့ second show ရိုက်မှကျွန်တော်တင်ပြီးသွားပါမယ်ဒီနေ့ဒီမှာဒီလောက်အားလုံးကျွန်တော်ကျေးဇူးတင်တယ်ကျွန်တော်ရှိမှာ subs line အထားဥစ္စာဆိုလို့ရှိရင်တော့စိမ့်တော့ခဲ့တဲ့ဥစ္စာအများကြီးရှိပါတယ်အဲ့အတွက်ကျွန်တော်အနေချင်းနဲ့ကျွန်တော်တစ်ချက်ပြပြမိမယ် ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင် Deus ဆာဆိုလဲ page မှာ strike လေးတွေခုနှစ်ကြိမ်လောက်ထိပြီးမှ service အထားအောင်စာကျွန်တော်ဖက်ကပြုတ်ပြင်လိုက်တဲ့အချိန်မှာအချိန်တူအတွင်းမှာပြစင်းတော့ခဲ့တာပေါ့နော်နောက်ထပ်တစ်ခုကျွန်တော်တစ်ချက်ပြပြပါမယ်အတွဲဒီဥစားတစ်ချက်သွားမယ်ကျွန်တော်ဖြက်ပြလိုက်တဲ့ဥစားတော့အများရှိရပေါ့နော်ကျွန်တော်ဒီတချို့ delete ကြတော့ page owner ကြတော့ခွင့်ပြုတယ်သူတို့ second show ကို၃ဘိုင်ခွင့်ပေးတယ်တချို့ကြတော့သူတို့ video ၃ဘိုင်ခွင့်ပေးဘူးသူတို့တချို့ကြတော့ video လောက်ပြီးတင်ပါလို့ပြောတဲ့အချိန်မှာကျွန်တော်လောက်ပြီးတင်ပြီးတဲ့ တင်ပေးရအကြောင်းဖြစ်တယ်ပေါ့နော်ကျွန်တော်ရှင်မှာ sub slider စိမ့်လောက်ခဲ့တဲ့ pitch တွေအများကြီးအများကြီး100%ရှိတဲ့အတိုင်းပဲ pitch owner တွေက ပေးမတင်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဖက်ကတင်လို့မရပါဘူးဒီဥစ္စာဆိုလို့ရှိရင်လည်း strike က6ကျင်လား9ကျင်လားမသိဘူး ठी ပြီးမှ service attack ဥစ္စာဒီမှာဆို we are restore your page ဆိုပြရတယ်ဒီ page က suspended အောင်ဖြစ်သွားခဲ့တဲ့ page ပေါ့နော်ကျွန်တော်ရှင်မှာ service attack ချိန်မှာ page ကလုံးဝဆင်းသွားခဲ့တယ်သူဖက်ကလည်းအကျိုးကြောင့်အားလုံးကျွန်တော်တို့ပြောတဲ့ page switch engagement တက်တယ်ဆိုမှအားလုံးပြောတယ်ပေါ့နော် handwrit မှာ100% save ပါတယ်ကျွန်တော်ပြတဲ့အတိုင်းတေချာလေးလုပ်ပြီးတော့ပါအားလုံးပဲအဆင်ပြေကြပါစေ